အားလုံးပဲမင်္ဂလာပါဗျာကောင်းဆက်တဲ့ဌာနမှာပြလဲကြိုးစိုးလိုက်ပါခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံမီရိုဖိုင်လီရတော့ထိုင်းနိုင်ငံမှာဗာကြီးတဲ့မြန်မာအမျိုးသမီးကိုသူ့ရဲ့ယောက်ျားမထိုးကြည့်လိုက်တဲ့ရုပ်သံမီရိုဖိုင်လီကိုတင်ဆက်ပေးလိုက်ပါခင်ဗျာဒါကိုအားလုံးဝင်ရောက်ကြည့်ရှုပြီးတော့လေလာသုံးသပ်ဝေဖန်ပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းကောင်းဆက်တဲ့ဌာနမှာအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ เนาะအခုဒီမှာဗိုက်ကြီးတဲ့တယောက်ကိုအမ်ထိုးလိုက်လို့ဟလာမျက်လုံးတုံးနဲ့ရောင်နေတယ်ဗိုက်ကြီးတဲ့ကခလေးအမွားဘူးနဲ့အမွားဘူးနဲ့လက်မရောဒီမှာဗိုက်ကရှစ်လဟုတ်လားဗိုက်ရှစ်လဗိုက်ရှစ်လအမွားဘူးလေအမွားဘူးလေလားကျအမွားဘူးလေဗာပြလို့ထိုးတာလေထိုးတဲ့ကြောင်းရင်းကျွန်တော်ကောင်ကြီးကဘယ်လိုပြောမလဲ။ तू ရဲ့နောင်မီလေးသွားတယ်။ခလေးစေးရဲ့ထောက်ပတ်မှုအကြောင်းမျိုးမျိုးကြောင့်ဖြစ်ရှိမှာ။ညီမမအမျိုးမရှိတော့ तू အနိုင်ယူတဲ့သဘောမျိုးလေး အာပြောပါအောင်ခုနအဆက်လေးပြပြောပါအောင်အဲ့ဒါ तू ဘယ်လိုပြတိုက်တိုက်ပလက်ယုံနဲ့သွားတိုက်လဲ तू မကြောက်ဘူးလေကောင်းမမငင်ငယ်ရစိတ်ခေါ်တာပေါ့တိုက်တိုက်ပလက်ယုံနဲ့သွားခိုင်းနင်တို့တိုက်မဲ့ပလက်ယုံဒါပေမဲ့ဘာနာ तू မလည်းတစ်ချိန်တော့မှမြန်မာမြန်မာဈေးရောက်တော့ပလက်နဲ့ပြီးတာပေါ့ तू မဆယ်နှစ်ဘတ်ရှိတယ်အဲ့လိုမျိုးဘတ်ထုတ်ပြတစ်ချက်ပြောပြပါကျွန်တော်ဆယ်နှစ်ဘတ်ကောင်းမနေဒါမျိုးမြင်ဘူးလားနင်တို့ကောင်းမစက်တာနဲ့อืม ကောင်းမကဘယ်လိုပြမရင်ငယ်ပြီးမဲ့တော်တော်ကျူးလွန်လို့ညီမလောက်ရလဲခံမနိုင်ဘူးอืมအဲ့လိုမျိုးသူထိုးတာကိုယောက်ျားထိုးလိုက်တာပေါ့ယောက်ျားထိုးတယ်မရင်ငယ်အေးဘူးနဲ့ရိုက်မလို့လောက်တာမရင်ငယ်လွယ်ဒီဘူးနဲ့ညီမအရင်ရိုက်တော့ညီမဒုတ်ောက်တင်လိုက်တယ်ောက်တင်လိုက်ဆိုတော့ခလော့ပါ तू အလင်းကသူ့လျာကာစီကာစီဆိုဒုံနဲ့ညီမသူ့ခေါင်းတင်ပြီးလိုက်တယ်အေးဒုံမနဲ့တာမို့ပါလာပါလာမောင်ညီမမသိဘူးဒါပေမဲ့အဲ့ဒါမှညီမကသူကပြထိုးတာ အဲ့မှာဩအကြောပြန်ထိုးတာပြန်ထိုးတာအဲ့အထဲကိုပြန်ဝင်လဲပြန်ဝင်တော့ညီမလို့တိုက်ရလူလေးကအဲ့လူကြီးတွေနည်းနည်းတားလိုက်လို့အဲ့ဒါကမမိဘတွေပါစော်ခါတော့ညီမကြောက်ခဲတိုက်စီကောက်တည်တယ်ပြန်ပြေးဘူးညီမခံဘနာမှာလဲညီမခံဟိုဖက်မှာရှင်ဩနင်းနီးပဲပေါ့နော်ရှင်နင်းနီးပဲရှင်နင်းနီးပဲဩခုကပေါ့နော်ဟိုပြီးတဲ့ဟာကိုပြီးသွားပဲဆိုပြီးတော့ထားတာဟိုဒါဟိုအလှရှင်ရောက်ဖြစ်တာဆိုတာဘယ်လိုလဲရှင်ခုတခုကညီမဟိုတနင်္လာနေ့ကျရင်ဒဝဲအဖွဲပေါ့တော်လိုက်ရဲ့အဖွဲတမဟုတ်ဘူးဘုဒ္ဓဝဲကြီးကြီးတနာလို့လာကူညီမဲ့ဟာကိုအဲ့ဒီကမ္မက အနာပလေးရောသွားတိုက်နေဒီနေ့ဆိုနဲ့ခေါ်စားအဲ့ကောင်ဒီအဲ့ညီမကူညီမဲ့ကောင်လေးလေးခေါ်စားခေါ်ပြီးသူတို့ပလက်ရုံမှာပါရှင်းတယ်။ကောင်မကပတ်ဆက်ထိုးရတယ်တကယ်တော့သူ့မှာဆယ်နှစ်ပတ်ရှိတယ်သူရှမ်းစကားတတ်တယ်ရှမ်းစာတတ်တယ်ဆိုပြီးအဲ့ကောင်မလူရှင်ကိုမလူဖို့တော့ပြိပင်လားပြောမဆိုတော့သူ့ကိုပြောမယ်သူ့လာဖားမလို့ပေါ့သူ့ကိုလာဖားခိုင်းမယ်ပေါ့သူကအဲ့ဒီသူ့ဦးတဲ့လူကတိုင်ဦးတဲ့လူကဘရင်ဖြစ်သွားတာပေါ့အဲ့လိုမျိုးနောက်ဆိုကောင်မကညီမမှာအမျိုးမရှိဘူးတယောက်တည်းဒီကောင်မဆောက်ဆက်လောက်နေမှာအေးစေးအဲ့လိုတိ အဲ့လိုခိလာအဲ့လိုကောင်းနေလို့ကောင်းမမျိုးကမရင်ကလည်းဖြစ်သေးတယ်ညီမသီးခါရဆိုတာညီမဘိုက်ကြည့်ပြီးမှသူမိကလေးလင်မယားနေရပေါင်းသိရင်ညီမခွက်လို့ရညီမဘိုက်ကြည့်ပြီးကြလေးဆန်နေတာသူတို့ပေါင်းသိရညီမခလေးအမွားဘူးမှတီးတော့ကောင်းမလက်မှတ်ထိုးလိုက်တယ်အဲ့ဒီလက်မှတ်ထိုးတဲ့နေရာမှာဘယ်လူကြီးကအမခါပြီးလက်မှတ်ထိုးရတာလဲညီမတီးကျင်တာဟုတ်တယ်ဟုတ်တယ်အဲ့တော့မယ်နော်အော်ကောင်းဟုတ်ဘူးကွာပေါ့နော်အဲတက္ကနာကတော့ဒီညီမကအဲဒီညီမကပေါ့နော်သူဘိုက် ဒါဘယ်နှလားရှိပြီလဲအခုတို့၈လရဲ့ဝင်နေမှာဘယ်၈လနော်ခလေးကလည်းအမွားဘူးနော်ယောက်ျားသားလည်းမရှိဘူးပေါ့နော်ယောက်ျားသားလည်းမရှိဘူးအမျိုးလည်းအမျိုးလည်းမရှိတော့ပန်ဝက်ကြီးအမျိုးလည်းပြီးနေရတယ်ခက်ခဲမှုတွေနဲ့ရှိတယ်ပေါ့နော်ခက်ခဲမှုရှိတဲ့ချိန်မှာလူရှင်ရနေတော့လှလူမယ်ဆိုတော့သူတို့ကအလူရှင်ကိုအလူလည်းမခံနဲ့ပြမခံသေးဘူးပေါ့နော်အလူလာမလူသေးတဲ့အပြင်ဘူးပေါ့နော် तू อ่ะအဲ तू ကစီလာမစီလာတက်ကြည့်တဲ့အချိန်မှာ तू ကိုအဲပြဿနာရှာပြီးတော့ပေါ့နော် तू ရောက်ကြာကနေပြီးတော့ အဲ့တော့ကျွန်တော်မငင်ငယ်ပြတ်နာရှာနေငင်ငယ်ပြတ်နာရှာနေပြီးတော့ပေါ့နော်ရုံရင်ဆန်ဆက်ဖြစ်သွားတာညီမလည်းပြတ်ပြောရတာလည်းပါလေမငင်ငယ်နဲ့တပြိုင်တည်းလေညီမလည်းပြတ်ပြောတယ်အာမကောင်းမှမငင်ငယ်ဖြစ်သူကဓာတ်နဲ့ကြိုက်ပြီးလာတယ်ပအိုးမဒါပေမဲ့လူမျိုးရုံလုံးမထိခိုက်ဘူးကတရားမကောင်းရင်တရားပဲချိန်မမကောင်းရင်ချိန်မပဲမှန်တယ်မှန်တယ်လူမျိုးလုံးမထိခိုက်ဘူးဒါပေမဲ့လာတဲ့လမ်းကကြည့်အောင်ကျွန်တော်တို့လာတဲ့လမ်းကကြာရထားလမ်းခဲချင်းခဲချင်းတက်တက်ကြီးကျွန်တော်လာရတာ နော်ဂျရာလာခဲကြမ်းတိုက်မလားအားမနေ့လျှောက်ရတယ်၅မိနစ်လောက်လျှောက်ရတယ်ဘယ်လိုမှမလေးမတိုင်နဲ့ဆိုတော့ငါအဲ့ဟုတ်အဲ့တော့ဒီနေ့ကျန်းမှာလောက်ပြီးသွားရလားအခုကျွန်တော်တို့ပလက်ရုံမှာတိုင်ပြီးတော့ကျွန်တော်ဒါခုကဆေးရုံကလည်းဟိုဒီနေ့နည်းနည်းကြာဟုတ်လားဈေးဝင်ကလည်းနည်းနည်းနောက်ကြရတယ်ဗောနောက်ကြရတယ်ကျွန်တော်ကခုမှလာတယ်လာပြီးတော့စကားပြောကြည့်ပြီးဆိုပြီးတော့လာတယ်ဗောနော်ဒါပေမဲ့စကားပြောလို့မရပါဘူးဘာဖြစ်လို့လဲတကယ်အချိန်လည်းမရှိတော့တဲ့အတွက်သတိမှလည်းပြောတယ်ဗောနော်မနက်ချာမှလာတွေ့ရပါတယ်ဒါပေမဲ့ကျွန်တော်ထွက်လာတယ်ပြန်လာတယ်ဒါပေမဲ့အဲစကားပြောတာတွေကတချို့အရာတွေကဆောက်ွက်မှာတယ်နော် အဲ့တော့မရင်ငယ်တော်တော်စောက်ကျုံးမှလည်းမရင်ငယ်ဆက်မှာနံပါတ်တက်ပါစောက်ခွက်မှလည်းစောက်ခွက်မှတော့ကျွန်တော်တို့မတွေ့ခဲ့ရအောင်မနေ့ဖန်းဆံပါပဲကျွန်တော်တို့ပလေးလုံးမှာတွေ့နေပေါ့နော်ဘာလို့ချင်းမရင်ငယ်ပုံလုံးမှလည်းပါမညာလည်းကမ္မဘာကြောင့်သူမရပဲဖြစ်ဖြစ်ပေါ့နော်ဒါကိစ္စမရှိပါဘူးဟုတ်လားအဲ့တော့ဟိုဘက်ကြီးတဲ့တယောက်ခုလိုချင်းကြီးတော့ဒုက္ခတွေရောက်တယ်ပေါ့နော်ကိုကိုယောက်ျားသားမရှိပဲနဲ့ခက်ခဲမျိုးစုံနဲ့ဖြစ်တဲ့နေတဲ့အချိန်မှာကိုကအလုပ်ကတစ်ဖက်အာကလေးမွေးလာရင်ရောဟုတ်လားဘလို့ဘလို့ကထိမ့်မလဲပေါ့အာသူကလည်းသူလည်းသူ့အတွင်းနဲ့သူရှိနေတာပေါ့ အဲ့လိုမျိုးလောက်တာကတော့ဒါအဆင်မပြေဘူးပေါ့နော်အဲ့ပြကျွန်တော်တို့ကကျွန်တော်တို့ကနေပြီးတော့ဟုတ်ပလေးုံနေတိုင်ကြားဆေးုံဆာရက်တွေယူပြီးတော့မှအခုဒီကောင်းကြီးအခန်းကိုလာခဲ့တာပေါ့နော်အခုပလေးကလည်းမနေ့ကဖန်ကြမှာဖြည့်ရှင်းဖို့အတွက်ပေါ့နော်တကယ်ခန့်ပိုင်ရှင်းရလဲမနေ့ကခင်ကြမှာဖြည့်ရှင်းဖို့အတွက်ပြောတာနဲ့ကျွန်တော်တို့ကပြန်လာတယ်ဗျာနော်အားလုံးကျေးဇူးပါတော့ကျွန်တော်တို့ဒီမှာလာတဲ့လမ်းကြီးကြမယ်လာပြောကြမယ်လားမှာအာကျွန်တော်တို့လာတဲ့လမ်းမှာဒီလိုလမ်းဒီလိုလမ်းကိုလမ်းလျှောက်လာတာ9မိနစ်လောက်လျှောက်ရတယ် ငါဒီလိုလမ်းယူငါအခုသူတို့လည်းချစ်ဆက်ဆုံးလို့မရဘူးလေသူတို့သူဒီနေ့ချမ်းခွာလို့လို့ဘောကချမ်းခွာလို့ဒီခေါ်တော့ခန္ဓာပလောက်ကိုသွားလိုက်ရတာခက်ခက်ကြီးကြီးကြာလာရတာပေါ့ဟိုအချင်းမီတော့ခက်ခဲနေရင်ဆိုင်ရတာပေါ့နော်အချင်းမီတော့မှသူလည်းခက်ခဲနေနေရင်ဆိုင်ရတာအာဒါအားဒီကထိုင်းနိုင်ငံမှာအခုဒီရက်ပိုင်းမှာအများဆုံးဖြစ်နေတယ်ဗျာနော်အဲ့ဒီကခိုးတဲ့ကိစ္စတွေလင်းခိုးတဲ့ကိစ္စတွေဟာလာကြောင်တော်နိုင်တဲ့ကိစ္စတွေဒီနေ့စီစီနဲ့တီတီနဲ့ဟာလာဟိုနေ့လောက်တာလေးအဲ့ဒါတွေကတအားခက်စားနေပြထိုင်းမှာနော်ဟို ဘယ်လိုပြောမလဲစီကန်းနေလည်းမစီကတော့ဘူးဗျာနော်စီကန်းနေလည်းမစီကတော့ဘူးအဲ့တော့ဖြည့်ရှင်းတဲ့လူကလည်းဟိုဖြည့်ရှင်းလို့မနိုင်တော့ဘူးဗျာအခုဆိုရင်ဒါအချိန်မရှိတော့ဘူးဒါကျွန်တော်လာတာသူဒါအချိန်မရှိတော့ဘူးတနေ့ကိုတညနေလုံးနော်ဒါသူရဲ့စီယုံစစ်တာတွေဘာဖြစ်လို့ပိုက်ကြီးနေဆိုတော့ဗောနော်ဟိုပိုက်တွေကြီးထိခိုက်အောင်မှဒါဟာလားဟုတ်ခုဖြစ်မှာလေဟိုနေ့ဖြစ်တဲ့အတွက်ကျွန်တော်တို့ပလေယုံမှာအရင်ဆုံးတိုင်တယ်ပလေယုံကနေပြီးတော့ဆက်ရွက်နေကျွန်တော်တို့ဆေးရုံမှာဆေးဆေးစားတွေယူရတယ်ဆေးစားတွေယူပြီးတော့မှတစင်းပေါ့နော်ဒီကောင်းတဲ့လက်ပြန်ဆွေးနွေးတာပေါ့ ဒါပေမဲ့လုံးဝအာဆွေးနွေးလို့မရဘူးတော့မဟုတ်ပါဘူးဒါပေမဲ့ဒီကောင်ကဆောက်ခွက်မာတယ်စကားပြောတယ်မင်းအောင်လုံးကကက်ကက်လန်အောင်စကားပြောတယ်အဲတတိမကတော့သူ့ကိုမထားတော့ဘူးပေါ့နော်မနေ့ကကြာရင်အဲကိုမကိုဖြူရှင်းကြပေါ့ဆိုပြီးတော့အခုကျွန်တော်တို့ပလက်ကလေးပေါ့မနေ့ကဖြူရှင်းပြီးမယ်ပေါ့နော်အဲကျွန်တော်တို့ပြန်လာနေပြီကြာနော်လမ်းအကြည့်အောင်အမလေးကဲကဲထားလိုက်ဘာမှပြန်တယ်တော့ဆိုပြီးတယ်လုံးဝကောင်းဝင်လို့မရဘူးဗျကောင်းဝင်လို့မရကားဟိုလမ်းမှာရက်ထားခဲ့ရတာ

cho khác rồi bọn bây giờ lấy từ nó thẳng cho cái thằng nó cái đó lấy rồi nó xoay thâu lại cho nó luôn có lấy không khỏi chào mà nó có mà sau đó mà thôi thì làm không à qua đến này nhanh lên 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 lên nhanh 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 အာဘာဖြစ်တာလဲဆိုတော့ဘိုက်ကြီးတွေကိုထိုးလိုက်တာဗျ။ဘိုက်ကြီးတွေကိုလင်မယားကိစ္စပေါ့။ပြောရင်တော့လင်မယားကိစ္စပေါ့ဗျာ။သူကမြေငယ်ယူသွားပြီးတော့မြေကြီးကဘိုက်ကြီးနဲ့ကိုဝင်ရ၈လရှိပြီဗျ။နော်ဟိုကိုဝင်ရ၈လရှိပြီပြီးတော့အဲခလေးကလည်းအမှော်ဘူးဖြစ်တယ်ဗျာ။နောက်သူ့မှာယောက်ျားသားမရှိဘူး၊ဆွေမျိုးသားချင်းလည်းမရှိဘူး။အခုဆိုရင်ဒါအိမ်ပိနာညီကောင်တို့မှဟိုအတိအတိတည်းကနေပြီးတော့ကူညီထားတာပေါ့။အာအလောက်ကတစ်ဖက်ပေါ့နော်။အလောက်လည်းဆင်းရသေးတယ်။အဲ့တော့ဟိုယောက်ျားမရှိတဲ့အပြင်ဘိုက်ကလည်းကြီးနေတယ်ဗျာ။နော်အလောက်မလို့ရင်လည်းဟုတ်လားရက်တီဘိုးခတ်နေတဲ့အတွက် ခုနကအလောက်ကလေးတစ်ဖက်လှုပ်လေလှုပ်ရတယ်အဲ့ဒါကိုအလူရှင်လာတာကိုအလူရှင်မျိုးပိတ်ပင်တာပေါ့ဗျာပိတ်ပင်တဲ့အချိန်မှာ तू ကသူ့ရဲ့ကြောင်တပြောတာတပြောတော့ဟမ်တပြောတဲ့အချိန်မှာပေါ့နော်အဲ့အလူရှင်နေနဲ့အဲဒီညီမကိုမလူဖို့အတွက်ရယ်ပေါ့နော်အဲ့လိုမျိုးပေါ့သူတို့ကတော့စစလေးဖြစ်ကြရနေပြီးတော့အာသူ့ရဲ့ကြောင်နေပြီးတော့သူ့မိမကိုရေကိုထိုးလိုက်တာပေါ့ထိုးလိုက်တော့မျိုးလုံးတစ်ဖက်ပိတ်သွားတယ်အာကျွန်တော်တို့အဲ့ဒါအကြံခွာတက်လို့ပြီးတော့ဟုတ်တာအာခုမှမရထားခဲ့ရောက်ပြီ mà giờ ra cái còn đâu thì tôm ôm bùn chế tôm ôm dùng đi mà vậy bùn chế tôm ôm dùng nali mà Hãy subscribe cho 好吧，那边好这边呢，阿罗，咱们撸来，哎，没那那多娃娃了，没那多娃娃了，百几百遍了，没那啥没花钱，估计没上哪好家呢，百几百遍的，没花钱，估计没上哪。好的，怎么认好些、嗯。好的，边、嗯、呀，好 တော့ပလေကုံကစားစားတန်းဆုံမဲကြောင်းလာတာပါဒါပေမဲ့အမ်မနေ့မှပဲကျွန်တော်တို့ဟိုခန်းပိုင်ရှင်းလဲမနေ့မှပဲညနိုင်ပေါ့နော်သူတို့လည်းဟိုညတွင်ဆိုတော့ညကြီးဆိုတော့အရှင်မပြေဘူးပေါ့ဆိုတော့ကျွန်တော်တို့အဲ့ဒါအခုပြန်ထွက်လာတယ်ဗျပြန်ထွက်လာပြီးတော့မနေ့ဖက်ညမှပဲညနိုင်အောင်ပါပေါ့နော်အဲ့တော့ဘလူမားတဲ့ဘလူမားနဲ့ဟိုကျွန်တော်တို့ကအဓိကမားတာမနာဟိုအဓိကမဟုတ်ဗျမင်းမသားတယောက်ပိုက်ကြီးတဲ့တယောက်ကိုဗျထိုးလိုက်တာကြီးရတော့ဒါလွန်သွားတာပေါ့နော်အကြီးတဲ့တရားကိုထိုးလိုက်တာဒါလွန်သွားလို့ဒါကြောင့်လာတာလမ်းမှောက်မဲနေရောပဲ